မင်္ဂလာပါရှင်ဗမာခေတ်သတင်းဌာနရင်ထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လာရှိုနာကစခန်းတွေကိုစုခိုင်းရကနေစစ်ကောင်စီနဲ့ MNDAA ဆက်ဆံရေးတင်းမာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လာရှိုမြို့နာမှာတက်ဆွဲထားတဲ့ MNDAA တက်တွေစုပေးဖို့စေအုပ်စုရဲ့အမတ်ငါစစ်စင်ရေးအထူးအဖွဲ့မှုကိုယ်တိုင်လာရှိုမြို့အထိလာရောက်တောင်းဆိုပေးမယ်ရင်းပယ်ခံရပြီးဆွေးနွေးမှုပြတ်သွားသလို MNDAA ကလည်းအင်အားတိုးချဲ့ချထားတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ် လာရှိုးမျိုးကနေမန္တလေးမျိုးဘက်ကိုတည်တဲ့ပြည်တော်စုလမ်းမပေါ်မှာရှိတဲ့နောင်မွနဲ့တန်ရန်မိုင်းရဲမျိုးဘက်ကိုသွားတဲ့နန်ပေါင်ဟိုရရွာတွေမှာ MNDAA ကတက်ဆွဲထားတာကိုနိုဝင်ဘာလ17ရက်နေ့ကလာရှိုးမျိုးစစ်နက်ကောင်ဟိုတယ်ဆွေးနွေးပွဲမှာစစ်ကောင်စီကစုခွာခိုင်းတာလို့စုံစမ်းသိရှိရပါတယ်။နောင်မွန်နန်ပေါင်ဟိုရရွာတွေဟာတဆက်တည်းရှိနေတာဖြစ်ပြီး MNDAA က2029စစ်စင်ရေးနဲ့အတူပေးယူခဲ့တဲ့နေမြေထဲမှာပါဝင်ပါတယ်။အခုအချိန်ထိလည်းတက်ဆွဲထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဧပြီလမှာတရုတ်အစိုးရရဲ့အကြောင်းဝင်စော့ပတ်မှုကြောင့် MNDAA ကလာရှုမျိုးကိုကြီးတစ်ချက်မဖောက်ဘဲပြန်လွှဲပေးခဲ့ရပါတယ်။အခုထပ်ပြီးနောင်မော်နတ်ပေါင်ဟိုရရွာရီကနေတဆင်ချင်းစုပ်ပေးဖို့စစ်အုပ်စုကထပ်မံတောင်းဆိုနေတာဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကိုတိုင်လာရှုမှာလာညှိတာမရလို့ပြန်သွားပါပြီ။နောက်ဆက်တွဲကဘာရီဆက်ဖြစ်မလဲတော့မသိ။ကိုကန် MNDAA တွေကတော့အင်အားပိုများလာတယ်လို့နောင်မော်မှာနေထိုင်သူတအုပ်ကပြောပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဟာအမန်ငါစစ်စင်ရေးအထူးအဖွဲ့မှကာဆာထငါဖြစ်ပါတယ်။သူဟာလာရှိုးမြို့ကိုတရုတ်အစိုးရအကူအညီနဲ့ပြန်လည်ထိန်ချုပ်ဆင်မလာလေမြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်တိတ်ရွှီကျင်းနေဆွေးနွေးမှုကိုဦးဆောင်ခဲ့သူဖြစ်ပါတယ်။ MNDAA နဲ့အပြည့်အဆွေးနွေးပွဲကိုလည်းစစ်ကောင်စီဘက်ကနေဦးဆောင်ခဲ့သူဖြစ်ပါတယ်။မကြာသေးမီကတရုတ်နိုင်ငံသားရေးခွင့်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်ရဲ့မြန်မာနိုင်ငံခီးစင်မလာလေတရုတ်ကိုယ်စားလှယ်အဖွဲ့ကိုစစ်ကောင်ဆောင်နဲ့အတူတွေ့ဆုံခဲ့ပါတယ်။ သူနဲ့ဆိုအဆင်ပြေမလားဆိုပြီးတောက်လျှောက်တာဝန်ပေးထားတာကိုကန်ကပြန်ဆုတ်ပေးဖို့မရှိဘူးပြောလိုက်တော့နေပြီးတော့ပြန်တက်သွားတယ်လို့လာရှိုးမျိုးကတရင်ရက်မြက်ကပြောပါတယ်ဆေအိုစုဟာတအောင်မျိုးသားလွတ်မြောက်ရေးတက်မတော့ DNL ထိန်းချုပ်ထားတဲ့ကြောင်မင်းနဲ့တီဘောမျိုးကိုပြီးခဲ့တဲ့အောက်တိုဘာလမှာပြန်သိမ်းယူပြီးနောက်ပိုင်းမန္တလေးမူဆယ်ပြည်တော်စုလန်လာရှိုးနဲ့တီဘောလန်ပိုင်ပတ်ဝန်းကျင်က MNDAA စခန်းတွေကိုစုပ်ခွာဖို့ PR ပို့ပေးနေတာဖြစ်ပါတယ် MNDAA ကလာရှုမြို့နာက၎င်းတို့တက်ဆွဲထားတဲ့နေရာတွေအကြောင်းနဲ့စစ်ကောင်စီနဲ့ဆွေးနွေးမှုတွေအကြောင်း သတင်းမထုတ်ပြန်သေးပါဘူး။ဒါပေမဲ့စစ်ကောင်စီနဲ့လက်ရှိရရှိထားတဲ့စစ်ရေးရဲစဲရေးသဘောတူညီချက်ဟာအဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိဖို့အတွက်အမြဲတမ်းရှိနေဖို့နဲ့ယူခါကြကြနားလည်နေဖို့အော်တိုဘာ25ရက်နေ့ကထုတ်ပြန်ခဲ့မှုပါတယ်။ MNDAA ရဲ့အပတ်စဉ်တကေတာများအလဲကျသင်တန်းစင်ပွဲမှာ MNDAA စစ်ဦးစီးမှုချုပ်ကသင်တန်းစင်ကိုကတ်တပ်ဖွဲ့ဝင်တွေကိုတိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။ MNDAA ဟာ2023အောက်တိုဘာလ28ရက်မှာတွင်ညီနောင်မဟာမိတ်ဖြစ်တဲ့ AA နဲ့ TNLA တို့နဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းမှာ2029စစ်စစ်ရေးစတင်ခဲ့ပြီးလာရှိုးလောက်ကိုင်းချင်းရွှေဟောင်းမုံကို ဖောင်းဆိုင် ကုံကျန်းပန်လုံးကွမ်းလုံးတိန်နီ တာမုံငင်ပန်ဆိုင်မျိုးတွေကိုတင်ပိုက်ခဲ့ပါတယ်။တင်ယူထားတဲ့မျိုးတွေမှာအုတ်ချုပ်ရေးရန်နေရဖော့ဆောင်နေစဉ်တရုတ်အစိုးရရဲ့ဖိအားကြောင့်စစ်ကောင်စီနဲ့အပြစ်ရထားသလိုလာရှိုးမျိုးကိုလည်း2025ခုနှစ်ဧပြီလမှာစစ်ကောင်စီတန်ပြန်လွှဲပေးခဲ့တာပါ။တင်နီမျိုးကိုပြန်ပေးဖို့စစ်ကောင်စီကဖိအားပေးနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ ဆက်လက်ပြီးဒေါအောင်ဆန်းစုကြည်ကိုပုတ်ခတ်စော်ကားပြီး NLD အစိုးရဖြုတ်ချရေးဆန္ဒပြခဲ့သောမဘာသာအဖွဲ့ဝင်ကျော်မျိုးရွှေကတာဆာညပါတီအမျိုးသားလွတ်တော်ကိုစိလေလောင်အဖြစ်ရွေးကောက်ပွဲဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နိုင်ငံတော်၏တိုင်ပင်ခံဖို့ကိုဒေါ်အောင်ဆန်းစုကြည်ကိုပုတ်ခတ်စော်ကားပြီး NLD အစိုးရဖြုတ်ချရေးဆန္ဒပြခဲ့သောမဘာသာအဖွဲ့ဝင်ကျော်မျိုးရွှေကတာဆာညပါတီ၏အမျိုးသားလွတ်တော်ကိုစိလေလောင်အဖြစ်ရွေးကောက်ပွဲဝင်နေကြောင်းမန္တလေးမြို့ကများထံမှသိရပါသည် မဘာသာအဖွဲ့ဝင်နှင့်အမျိုးသားရေးအစွန်ရောက်စစ်တပ်ထောက်ခံသူကျော်မျိုးရွှေကတိုင်းသာစီလုံးညညရေးပါတီတာဆာညကိုကိုစားပြု၍မန္တလေးတိုင်းအမျိုးသားလွှတ်တော်မဲဆန္ဒနှင့်အမှတ်လေး FTTP တွင်ရှင်းပြန်ရန်မဲဆွယ်စည်းရုံးမှုများလှုပ်ဆောင်နေကြောင်းသိရပါသည်။ကျော်မျိုးရွှေမှ NLD အစိုးရအာဏာရယူခဲ့သည့်2016ခုနှစ်မှ2021ခုနှစ်ဇန်နဝါရီလကုန်အထိဒေါအောင်ဆန်းစုကြည်ကိုပုတ်ခတ်စော်ကားခြင်း NLD အစိုးရကိုဆန္ဒပြခြင်းစစ်တပ်ထောက်ခံသောလှုပ်ရှားမှုများကိုဦးဆောင်ခြင်းများလှုပ်ဆောင်ခဲ့သူလည်းဖြစ်ပါသည်။ 2019ခုနှစ်မလတွင်နိုင်ငံတော်၏တိုင်ပင်ကပုတ်ကိုဒေါ်အောင်ဆန်းစုကြည်ကိုလူမှုကွန်ရက် Facebook စာမျက်နှာတွင်ပုတ်ခတ်စော်ကားရေးသားခဲ့သောဆက်သွယ်ရေးဥပဒေ66ခါကြီးဖြင့်အမှုဖွင့်ခံခဲ့ရသူလည်းဖြစ်ပါသည်။ရှင်းပြင်း2019ခုနှစ်ဩဂုတ်လအတွင်းမန္တလေးတွင် NLD အစိုးရစန့်ကျင်တပိတ်လှုပ်ဆောင်ခဲ့ပြီးရင်းတပိတ်အတွင်းကြော်မျိုးရွှေကိုဝရမ်းထုတ်ခဲ့ကာပုံမှန်905ခါဝေးဖြင့်အမှုဖွင့်ဖန်ဆီးခဲ့ပါသည်။2018ခုနှစ်ဇူလိုင်လတွင်မန္တလေးမြို့တွင် NLD အစိုးရသည့်ဖြုတ်ချရေးတပိတ်မှောက်ခဲ့မှုဖြင့် ျော်မျိုးရွှေကိုနိုင်ငံတော်အကြီးအကျယ်ဖျက်ဆီးမှုပုံမှန်905ခါခွေဖြင့်ချမ်းမြသာစီမျိုးနဲ့တရားရုံးကအလုတ်ကျန်းနှင့်ထောင်းနှံတက်နှင့်ခွဲခြားမှတ်ခဲ့ပါတယ်။2019ခုနှစ်မလအတွင်းအမျိုးသားရေးအစွန်ရောက်ဂွာဒီဖုန်ကြီးဝိရသူကို Facebook post တစ်ခုတွင်စော်ကားသည်ဟုဆိုကာကျော်မျိုးရွှေကမြန်မာနောင်အဲဒီရာကျုပ်ကိုဆွေဝင်းကိုဆက်သွယ်ရေးဥပဒေပုံမှ66ခါကြီးဖြင့်တရားလိုအဖြစ်တရားစွဲခဲ့မှုပါတယ်။ NLD အစိုးရကဒီမိုကရေစီစနစ်ကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့မှုကိုစစ်တပ်ကပြန်လည်တိဆောက်ပေးနေဟု အကျန်းဖတ်စော်မင်းထွန်းပြောပြန်နေဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရကဒီမိုကရေစီစနစ်ကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့မှုကိုစစ်တပ်ကပြန်လည်တိဆောက်ပေးနေကြောင်းအကျန်းဖတ်စစ်တပ်ပြောရေးဆိုခွင့်ရှိသူအကျန်းဖတ်စော်မင်းထွန်းကပြောဆိုပြန်ပါတယ်။ယနေ့စစ်တပ်လက်ကင်တို့ဘွာရာဖြန့်တင်စာများမှတက်စင်အကျန်းဖတ်စော်မင်းထွန်းကထိုကဲ့သို့ပြောဆိုလာခြင်းဖြစ်ပါတယ်။ NLD အစိုးရနှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က2020ရွေးကောက်ပွဲကျင်းပခဲ့တော်လေမဲပေးပိုင်ခွင့်ရှိသူဟာ38တန်းကက်ရှိနေသည့်အနက် မေးမတမာမှုဖြစ်နိုင်သောအရေးအတွက်10တသမ4တန်ခန့်ရှိကြောင်းအဆိုပါကိစ္စကိုဖြေရှင်းပေးရန်အကြိမ်ကြိမ်တောင်းဆိုခဲ့တော်လဲလွတ်တော်ခေါ်ယူ၍အစိုးရဖွဲ့ရန်အတင်းအဓမ္မဆောင်ရွက်ခဲ့သည့်အတွက်စစ်တပ်ကအာဏာသိမ်းယူခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုပါတယ်မေးမတမာမှုဖြစ်ခဲ့တာကိုတရားနည်းလမ်းတကျဖြေရှင်းမပေးဘဲနိုင်ငံတော်အာဏာကိုအဓမ္မနည်းနဲ့ရယူဖို့ကြိုးစားခဲ့တဲ့ NLD အစိုးရနဲ့သူတို့ဖွဲ့စည်းပေးထားတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကသာ ပြည်သူလူထုတရက်လုံးနဲ့နိုင်ငံတော်ရဲ့စစ်မှန်စည်းကမ်းပြေပွားတဲ့ပါတီစုံဒီမိုကရေစီစနစ်ရှောက်လန်းမှုကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့ခြင်းသာဖြစ်ပါတယ်။ပြည်သူတွေလှလာတောင်းတခဲ့တဲ့ဒီလိုဖျက်ဆီးခံရတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ကဒီစနစ်ကျစွာပြန်လည်တည်ဆောက်ပေးနေခြင်းဖြစ်ပါတယ်ဟုအကြံဖတ်စော်မေထွန်းကပြောဆိုပါတယ်။လက်ရှိတွင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ခွဲပြားခြားနားသောနိုင်ငံတကာတုံ့ပြန်မှုများရှိနေတော်လဲမိဖက်နိုင်ငံများကအတိအမှတ်ပြုထားကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်။မြန်မာနိုင်ငံသားတွေရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေကပဲဖန်တီးပိုင်ခွင့်ရှိပါတယ်။ မြမအရေးကိုရွှေကောက်ပဲမေးပေးတဲ့ကျွန်တော်တို့နိုင်ငံသားတွေကပဲအတိမတ်ပြုဆုံးဖြတ်ရပါမယ်။ဒါဆိုရင်လုံလောက်နေပြီဖြစ်ပါတယ်ဟုအကြံဖတ်စော်မင်းထွန်းကပြောဆိုပါတယ်။မြမနိုင်ငံ၏ရွှေကောက်ပဲအပေါ်ခွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုများရှိနေတော့လေမိဖတ်နိုင်ငံများ၏ထောက်ခံမှုများကတော့အခိုင်အမာရရှိထားပြီးဖြစ်ကြောင်းမိမတမာမှုများမရှိစေရန်ခင်မီနီးပညာသုံး MEVM စက်များကိုလည်းအသုံးပြုထားကြောင်းထို့ကြောင့်ရွေးကောက်ပွဲမှထွက်ပေါ်လာသည့်လွှတ်တော်ကဂုံတိတ်ခါရှိသည့်လွှတ်တော်တည်းရဲ့အဖြစ်ကဘာကိုချပြနိုင်မည်ဖြစ်ကြောင်းဇော်မင်းထွန်းကပြောဆိုသွားပါသည် ဆက်လက်ပြီးမုံရွာမှာပေါ်တာဆွဲမှုပိုဆိုးလာပြီးတရက်ထဲလူငယ်30ကျော်ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့ပေါ်မှာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုပုံမှုဆိုးရွားလာပြီးနိုဝင်ဘာ10ရက်ကတည်းကလူငယ်30ကျော်ဖမ်းဆီးခံလိုက်ရကြောင်းမြို့ကန်တွေကပြောပါတယ်။မနေ့ကနိုဝင်ဘာ10ရက်ကမုံရွာမြို့ပေါ်မှာစစ်ကောင်စီတပ်ကအင်စီကားတွေနဲ့ပေါ်တာလိုက်ဆွဲခဲ့ရာညပိုင်းမှာတော့ဆက်မှုစုံကနေအလုပ်ပြန်လာတဲ့အလုပ်သမား10ဦးတက်မနေပေါ်တာဆွဲဖမ်းဆီးခံလိုက်ရကြောင်းဒေသခံတွေကပြောပါတယ်။ ကားရီနဲ့ပြည့်ရပြီးဖမ်းတာ၃ရက်လောက်ရှိပြီးတော်တော်ဆိုးတယ်ရရက်ဆက်ဆက်ကိုဆွဲတာညရီထီကိုဆွဲတာလို့မုံရမျိုးကန်တက်ဦးကပြောပါတယ်အလားတူနေ့လယ်ပိုင်းကလည်းမုံရမျိုးတမစိတ်တလမ်းဘက်မှာစိုက်တွင်းနဲ့လာတဲ့တားဖသုံးဦးစလုံးအားစေုပ်စုကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံများကပြောပါတယ်တားဖသုံးယောက်ဘေးတွင်းနဲ့လာတာဘိုးတော်ကြီးဆိုအသက်ကြီးပြီး၃ယောက်လုံးဖမ်းသွားတယ်လို့အခြားမုံရမျိုးကန်တက်ဦးကပြောပါတယ်တမျိုးလုံးကိုမနက်ကနေညအထိပေါ်တာပတ်ဆွဲနေတာကြောင့်မနေ့ကတရက်ထဲ30ကျော်ဖမ်းဆီးခံရပြီး အရေးအတွက်ဒီထက်ပိုများနိုင်ကြောင်းမြို့ကန်တွေကပြောပါတယ်။ဒီနေ့မနက်လေစစ်ကြောင်းထိုးနေတဲ့တာစီလမ်းဘက်မှာစစ်အုပ်စုကစိုက်တွဲသမားတွေကိုဖမ်းဆီးနေတယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့သတင်းကြွတစောင်းနိုင်ကာလမှာဝုံရွာမြို့မှာလေပျော်ပွဲရှင်ပွဲတွေလုပ်ပေးပြီးပွဲတော်အပြန်လူငယ်တွေကိုပေါ်တာဆွဲခဲ့ပါသေးတယ်။ကြာပြင်ယခုနိုဝင်ဘာလအတွင်းမှာလေဇေယောင်ပွဲတော်နဲ့စတိတ်ရှိုးပွဲတွေကိုပြုလုပ်ပေးပြီးပေါ်တာဆွဲဖို့စီစဉ်နေကြောင်းသတင်းရရှိပါတယ်။